ဆရာက2025ခုနှစ်လျှောက်လာပိုင်း24ရက်နေ့ကနေပြီးတော့လကုန်အထိဂျွန်ရဲ့နောက်ဆုံးပတ်တနင်္လာသာသမီတွေအတွက်တပတ်စာကန်ကြမှာကိုဆရာတာရုံနဲ့ဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျာဥစားပထမမိတ်ဆွေတနင်္လာသာသမီမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့ယင်ထဲမှာ မိစတစ်ဖက်ရေပုတ်တစ်ဖက်ဖြစ်နေတယ်ဒါကိုလှုပ်ရင်ကောင်းမလားဟွာဟိုပဲလှုပ်ရင်ကောင်းမလားဒီရာဟိုပဲပြုမှုဆောင်ရရင်ကောင်းမလားဆိုပြီးတော့အဲရှေ့လဲလှုပ်ရှင်နေနောက်လဲစိတ်မချနောက်လဲစိတ်မချရှေ့လဲတိုးရှင်နေဒီလိုမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့တင်းတင်းရှာရှာစဉ်းစားပြီးတော့တွေးခေါ်ဆောင်ရလှုပ်ဆောင်မှာအထူးသဖြင့်ဘယ်လိုကိစ္စမျိုးလေးဒီမှာသတိပြုစင်ရမလဲဆိုတော့ဒီလုပ်ငန်းအရာတို့ကလည်းပြောင်းနေတယ်ကိုပတ်မှလည်းအဆင်ပြေပါမလားဆိုတော့မိတ်ဆွေများ သူမဟုတ်ဒါကူလည်းလှုပ်ရှင်တယ်လုပ်ငန်းအုပ်လည်းလှုပ်ရှင်နေပြီဒီဘက်မှာလည်းအဲဒီကောင်ရမရမလားပြီးမှပြီးပြပါမလားဆိုတဲ့မိတ်ဆွေတို့အဖို့ဒီကလာဟာဆုံးဖြတ်ချက်ချရန်အတွက်ဆိုလို့ရှိရင်တော့အဲရှေ့တို့ဆောင်ရပြီးတော့အစ်စ်တွေရှေ့တို့ဆောင်ရလှုပ်ဆောင်လာရတော့ပုံမကောင်းမွန်တယ်ဒါပေမဲ့အဲဆွနာလို့ကအလုံးနှစ်ခုစိတ်နှစ်ခုအလုံးနှစ်ခွစိတ်နှစ်ခွဖြစ်နေတာလေးနေတော့သတိထားစီရင်လိုအပ်ပါတယ်ဒါပြင်မိတ်ဆွေတို့ကြမ်းပါရဲ့ ကျမအိနဲ့ပတ်သက်လာရင်တော့ကျမအိနဲ့ပတ်သက်ရိုးရာတို့နဲ့အိမ်မက်တို့အတိုက်အခိုက်တွေမကောင်းတဲ့အတပညာတွေပြူစားတိုက်ခိုက်တာမျိုးဖြစ်ရတတ်တယ်တတိထားပါတို့မဟုတ်လို့ရှိရင်ခမဲလိုတာမျိုးခမဲလိုရဆိုရိုးရာတို့နတ်တို့ညှိုးတာမျိုးမိနေတာမျိုးလေးတွေကြောင်းမိတ်ဆွေရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စလေးတွေမှာတို့မဟုတ်စိတ်လေးတွေမကြည်မလင်ဖြစ်နေတာမျိုးတိုက်ဆွဲတိုက်ဆက်ဥစ္စာအဆရှိတဲ့ပုံပုံမျိုးတွေဆက်ဆက်နေရှိတဲ့မိတ်ဆွေတွေဟာလုတ်ပေးမယ်လို့ဂရုပြုထားပြီးတော့မိနေတာမျိုးမဖြစ်စေဘူးလိုအပ်ကြောင်းနဲ့ရိုးရာနတ်တို့ရိုးရာအိမ်တွင်တို့ညှိုးတက်တဲ့ကာလအပိုင်းချဖြစ်တဲ့အတွက် ဟောမဝင်ငယ်မှာလက်ဖက်ကလေးဆက်ပြီးလိုက်ကြပါအောင်ဒါအပြင်တကယ်လို့မှရိုးရအိမ်တွင်လက်ဖက်ဆက်ပုံစံနေမသိရင်ဆရာငယ်ရဲ့ Facebook ပေးမှာပြည် YouTube မှာပြည်ရိုးရအိမ်တွင်လက်ဖက်ဆက်နေဆိုပြီးရိုက်ရှာလိုက်ပါဆရာအိမ်ကြီးအနေအောင်နေတဲ့ဒီဟောကနေမှာပဲဆရာ live နေတာပါလေ900တော့မကုန်ပါဘူးလို့ဆရာပြောရင်းနဲ့လော်လော်နဲ့ထိရောက်စီတဲ့အကြောင်းပြောရင်းနဲ့မိတ်ဆွေတို့အတွက်ဆက်ဟောပြပါမယ်နိုင်ငံသားသမီးမိတ်ဆွေများအလောက်ကန် လောက်ကိုင်းတဲ့ပတ်သက်ရင်တော့အမျိုးသမီးတဦးတယောက်အထက်လူကြီးအကြီးအကဲတွေအကူအညီကိုရရှိတာမျိုးကြီးကြုံတတ်တယ်အလုပ်သစ်ရှာနေသူတွေအလုပ်သစ်ရရှိတတ်သောကာလဖြစ်တယ်လုပ်ငန်းနဲ့ပတ်သက်လို့တိုးချဲ့လှုပ်ဆောင်နေမိတ်ဆွေများဘာမှမတုံ့ဆိုင်တူမနေဘဲနဲ့တိုးချဲ့လှုပ်ဆောင်မှာရှေ့ကိုတိုးချဲ့ရင်တိုးချဲ့တယ်လို့အောင်မြင်မဲ့ကာလ PO1 အေဂျင့်မှုတွေငြိမ်းချမ်းမှုတွေအစီအမံမှုတွေရရှိစေတဲ့ကာလဖြစ်တယ်ဒါအပြင်ကိုယ်ပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးရှေ့လှုပ်ဆောင်နေလှုပ်ဆောင်မှာ နဘုကဘာလို့လို့အခက်ခဲကြုံနေတဲ့မိတ်ဆွေများဖို့အမျိုးသမီးတဦးတယောက်သုံးဖို့မိမိရဲ့အမျိုးသမီးအမေတဦးတယောက်ရဲ့အမိခံပြီးတော့စရီငါနှင်းကိုတော့ရောင်းနေပွားဆိုပြီးစရီရောင်းပြီးတော့ဥဆောင်ခိုင်းလိုက်တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးပိတ်နေတဲ့ညံ့နေတဲ့လက်တွေပြန်လဲကောင်းဖို့တိုးတက်လာမယ့်ကာလဖြစ်ပါတယ်ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်သာသမိကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြများနေတာမျိုးပဝင်းညင်ကိစ္စဘာသာရေးကိစ္စလူမှုရေးကိစ္စလေးတွေကြောင့်ခရီးသွားကိစ္စလေးတွေကြောင့်ငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်တော့အဲ ဟိုခက်ခက်ခဲခဲတော့မရှိဘူးဟိုနားနည်းနည်းဒီနားနည်းနည်းဟိုနားဒီနားနည်းနည်းအယိုဖိတ်အဖိတ်စင်လေးတွေတော့ဂျုံနေရတယ်ငွေကြီးနဲ့ပတ်သက်လာရင်ငွေကန်ကောင်းတော့ကာလာဖြစ်ပါတယ်ငွေကြီးကန်နဲ့ပတ်သက်လာတဲ့အခါမိတ်ဆွေတို့ဒီကဘက်တာတော့ဒီမှာဆိုရင်အဆက်ဆက်ရရငွေကြီးနဲ့ပတ်သက်လာရင်ရှီတိုဆောင်ရလှုပ်ဆောင်မှရင်ဆက်ပစ္စည်းတွေနဲ့ပတ်သက်လို့ဝယ်ရတာမျိုးတွေအိုးအိတ်ချမ်းမြေမီယာနဲ့ပတ်သက်လို့ဝယ်တာမျိုးစောက်တာမျိုးပြုတ်နေတာမျိုးပြောင်းတာမျိုးတွေတကယ်ကိုကောင်းမွန်အားသာတိုးတက်စီနိုင်တော့ကာလာဖြစ်ပါတယ်ပတ်စပို့လုပ်ငန်းတွေနိုင်ငံခြားကြီးတို့ကဗီဇာလုပ်ငန်းနဲ့ပတ်သက်လာမှရှိရင်လေရှီတိုဆောင်ရလှုပ်ဆောင်မှအကူအညီတွေရရှိတာမျိုးအဆင်ပြေတာမျိုးတွေဂျုံအားတက်တော့အပတ်တက်လာအပိုင်းချဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့ င်းလာတာသမီးတွေဟာငွေကြေးနဲ့ပတ်သက်လာတဲ့အခါတာသမီးပညာရေးကိစ္စလေးတွေကြောင့်နည်းနည်းလေးငွေကြေးပကုံရများလာတာမျိုးဖြစ်ပေမဲ့လို့တာသမီးကိစ္စလေးတွေကြောင့်မျက်နှာပွင့်လန်းလာမျိုးငါကတာသမီးပြောလို့ဆိုလို့မကောင်းတဲ့မိတ်ဆွေများကိုတာသမီးတွေကြောင့်စိတ်ချမ်းသာမဲ့ကာလဖြစ်တဲ့အတွက်တော့အဲချစ်တို့ဆောင်ရွက်လှုပ်ဆောင်ပြီးတော့တာသမီးတွေနဲ့ပတ်သက်လို့စိတ်ပင်ပန်းစရာလေးတွေပြပြောင်းမဲ့ကာလဖြစ်ပါလေခင်ဗျာ အချိုးပေးတော့လုပ်ငန်းအချိုးပေးတဲ့လုပ်ငန်းတွေအနေနဲ့ဆိုလို့ရှိရင်တော့လက်ရှိရှိနေတဲ့အလုပ်ကိုပဲအကောင်းမဆုံးလုပ်ပါရှိတိုးဆောင်ရလုပ်ဆောင်လို့ရတဲ့လုပ်ငန်းတွေလုပ်ပါဒါပေမဲ့သတိထားချင်နေရမှာကတော့ဟိုစကားအများကြီးပြောတဲ့လုပ်ငန်းတွေဟာအမှားအများကြီးပါတတ်တယ်ဘာဖြစ်ဖြစ်ဖြစ်လော30လက်တလုံးဆုံးဖြတ်ချက်ချတာမျိုးအနည်းဆုံးဆုံးဖြတ်ချက်ချတာမျိုးတွေရီမန်းချက်ရွယ်ချက်တွေအရင်ပြင်းထန်နေတာမျိုးတွေချော့ပြီးတော့ရောက်တော့မယ်အောင်မြင်မှုနားကိုရောက်နေတယ်အချိန်တန်ဖိုးလေးနှေးတဲ့နှေးအောင်ကြိုးစားဆောင်ရတာကအားသာပြီးတော့ကောင်းမွန်စီပြီးတော့သတိပြုပါပန်းနိုင်နာရောက်ခဏနေတယ်ဒီသတိပြုပါမယ်စင်ရမယ်ကာလဖြစ်တော့အပိုင်းချကာလဖြစ်တယ် စကားလက်လို့ပြောဆိုတာမျိုးနေတတိထားပါကိုကစေတနာနဲ့ပြောလိုက်တဲ့ကိစ္စလေးတွေမှာဝေဒနာဖြစ်ရတာမျိုးကိုကကောင်းတဲ့ရွေးချက်ကလေးနဲ့အကြံပေးလိုက်တာမှာတစ်ဖက်သူရဲ့စိတ်တဘောသားနှုတ်မိလေးတွေကြောင့်ဘလို့အလားအတက်ကိုပြဿနာမဟုတ်ဘယ်သူများပြဿနာတွေမှာစေတနာဝေဒနာဖြစ်ရတာမျိုးငါထွားခါနာရတယ်လို့အဲဖြစ်ရတတ်တဲ့အတွက်ကြောင့်မျိုးတတိထားစင်ရင်ပေးရန်လိုအပ်တော့ကြောင့်ရှင်းရင်လည်းဒီပါဇက်မုန်းရင်လည်းဒီပါဇက်ဖြစ်တတ်ပါတယ်ဒါအပြင်မိတ်ဆွေတမင်းလာသားသမီးတွေကမိမိအပေါ်မှာ ဆနာလူကမြောက်ရှာစားမဲ့သူတွေ၊ရှောက်စားမဲ့သူတွေ၊ပင့်စားမဲ့သူတွေဒီလဟာတော်တော်ကိုသတိထားစင်ကြင်ရမယ်ကာလဖြစ်တဲ့အတွက်ကြောင့်မို့ဒီအချက်လေးတွေကိုတော့သတိပြုစင်ကြင်ရလူကတော့အပိုင်းခြားကာလဖြစ်ပါတယ်။တို့အပြင်မိတ်ဆွေတို့အနေနဲ့စက်ပစ္စည်းရင်နဲ့ပတ်သက်လာတဲ့အခါမှာစက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့ဝယ်တဲ့အခါမှာဖြစ်ဖြစ်မိတ်ဆွေတို့အနေနဲ့သတိထားစင်ကြင်မှာကိုကလုံနေတာတစ်ခုရလာတာတစ်ခုဖြစ်တာမျိုးလေးတွေသတိထားစင်ကြင်ပေးရလိုအပ်ပါတယ်။စက်ပစ္စည်းတွေခဏခဏပြတ်တာမျိုးလေးတွေအဲဆနာလူပေါ့ခီးသွားကိစ္စတွေခီးပင့်နောက်ကြတာမျိုးလေးကြုံရတဲ့အတွက်စက်ပစ္စည်းရင်နဲ့ပတ်သက်တာမျိုးကာ မော်တော်အစားရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်နေတဲ့မိတ်ဆွေများဥပမာလမ်းလေရောက်မှစီးပြတ်သွားတာမျိုးစီးကြိုင်ရမှစီးပြတ်သွားတာမျိုးတွေဖြစ်ရတဲ့အတွက်တော့သတိထားစင်နေပြီးတော့အနောက်မေးအကြံကြာလေးကြုံရတဲ့အတွက်တော့သတိပြုစင်ခြင်းကလိုအပ်ပါတယ်ခင်ဗျမိတ်ဆွေတို့ ထို့ပြင်ဘာသာရေးဆိုင်ရာကိစ္စလေးတွေရှုလို့ဆောင်ရွက်ပါအလူတန်းနဲ့ပတ်သက်လို့ရှေ့လို့ဆောင်ရွက်လုပ်ဆောင်လို့ကောင်းတယ်ဖုန်ကြီးရဟန်းတီလာကျင်စရှိတဲ့ပုံပုံတွေမထင်မဖက်လမ်းကြုံမှုတွေအရတဲ့အခါတွေးဆုံပြီးတော့အဲအထောက်အပံ့ပြုတာမျိုးဥပမာတော့ဖုန်ကြီးရဟန်းတီလာကျင်စရှိတဲ့ပုံပုံလေးတွေကိုလိုရာခကြီးလေးကိုလိုက်ပို့လိုက်တဲ့အခါမိတ်ဆွေတို့ရဲ့ကြီးမားတဲ့ရည်ရွယ်ချက်တွေကံကောင်းမှုတွေရရှိလာပါလိမ့်မယ်ဗဇက်ကဖယားလက်ကကာယဖြစ်နေတော့မိတ်ဆွေများဖယားတရားပုံပုံပြီးတော့လုပ်ဆောင်ပေးရန်လိုအပ်ပြီးတော့ဘာသာရေးလောက်ရင်လောက်တလားအောင်မြင်တိုးတက်မှုတွေရရှိမယ်ကာလအဆောက်အချောက်ကောင်းပုံပုံကောင်းမထက်ဆက်ကောင်းတွေအခုကြီးကိုရရှိမယ်ကာလဖြစ်ပါတယ်ခင်ဗျာ ဘာကိုဖြစ်ဖြစ်အကြီးအကဲလူကြီးလူပေါင်းအထက်လူကြီးအသမားတွေကအကူအညီကိုရရှိတတ်တဲ့အတွက်အကြောင်းတော့မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်အကြံဉာဏ်လေးတွေကိုတောင်းဆိုပါရယူပါမိမိရဲ့စိတ်ထင်တဲ့အထက်လူကြီးအကြီးအကဲတွေနဲ့တိုင်ပင်လှုပ်ဆောင်ရင်အသာကောင်းမှာပါတယ် OA champion မြေယာစောက်တာမျိုးရောင်းတာမျိုးပြောင်းတာမျိုးဝေတာမျိုးထွေတာမျိုးကောင်းပါတယ်ငကိုကအမှုကိစ္စရင်ဆိုင်နေတဲ့သူတွေအမှုကိစ္စနိုင်တာမျိုးအသာလာမျိုးစုံပြည့်ချက်တွေရရှိတတ်သောကာလဖြစ်ပါတယ်ခင်ဗျာမိမိရဲ့ညီကိုမောင်မဆွေမျိုးသားချင်းတူတယောက်အရှုံအောင်ဖြစ်ရတာမျိုးလေးတွေအရှုံအောင်ကိန်းအမှုကိစ္စရန်ဖြစ်တာစကားများလာရုံးရောက်တာကဲရောက်တာ တရားရုံရဲ့အစရှိတဲ့အရာလေးတွေမှာပြဿနာလေးတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဒါလေးဒီသတင်းလေးတွေလည်းကြားရတတ်သောကာလဖြစ်ပါတယ်ခင်ဗျာသတိထားစင်နေပြန်လို့အကြောင်းထပ်လောင်းပြောလို့ပါတယ်ဆွေမျိုးသားချင်းတွေနည်းနည်းလေးစိတ်ပူစရာစိတ်ပန်းစရာလေးတွေကြုံရတတ်သောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်ညအိတ်ညံ့နေဝင်လာတတ်ပါတယ်မထင်မဖဲနဲ့ညီကိုမောင်နှမတွေအကြောင်းငွေကုန်ကြီးကြများရတာမျိုးဆွေမျိုးသားချင်းလေးတွေအကြောင်းငွေကုန်ကြီးကြများရတတ်သောအပတ်တာကာလအပိုင်းခြားဖြစ်တာတော့ကျင်းနေမလွယ်ဘူးเนาะအယိုးကပြတ်ပေမဲ့အသားကမပြတ်အသားကပြတ်တော့အယိုးကမပြတ်တဲ့ဆွေမျိုးဆိုတော့အဲဗမာစကပုံဆိုတာလည်းတိတ်ကောင်းတယ်เนาะဆရာတို့ဗမာစာမှာရေးထားတာ ခေါ်တော့ဆွေမျိုးဆွေမျိုးချွေမျိုးချွေမျိုးရေးတော့ဆွေမျိုးဆွေမျိုးဆိုတာဒါမျိုးဆွေသွားတာလားမသိဘူးလားကောင်းပြီဆိုတာဒါမျိုးမိတ်ဆွေတို့အနေနဲ့အဲ အချိန်နေမလုံနိုင်တဲ့အလုပ်တွေအချိန်နေမလုံနိုင်တဲ့အလုပ်တွေအချိန်ကိုတတ်မှတ်ပြီးလုံဆောင်တဲ့အလုပ်တွေတော့တတိထားဆင်ရင်ပေးပါလေဥပမာပေါ့ဟိုဂရီပေးမလွယ်ပါနဲ့အထက်လူကြီးအကြီးကဲပဲဖြစ်ဖြစ်လုပ်ငန်းကိစ္စအလုပ်ကိစ္စဒီလုပ်မှမပြီးပြတ်သေးပဲနဲ့ငါနောက်တစ်လုပ်တော့လုပ်ပြီးမဲဆိုတာမျိုးအာမခံတာမျိုးတွေမှာခီးပြင့်တာမျိုးကြံ့ကြတာမျိုးတွေဟိုလည်းမရောက်ဒီလည်းမရောက်ဖြစ်ရတဲ့အတွက်ကြောင့်မလို့တော့တခုခုကိုပြီးပြအောင်ဆောင်ရလုပ်ဆောင်ရင်အားသာကောင်းမှတိုးတက်နိုင်တော့ကာလာဖြစ်ပါလေခင်ဗျာဒါအပြင်မိတ်ဆွေတို့တတိထားမှာယူရချက်ယူမှန်းချက်တွေကိုမျော်လင့်ထားတာမျိုးကကောင်းတယ် ဖွင့်ပြောလိုက်ခါမှာဝေးတယ်ဝေးလာတာမျိုးအဖြစ်အနောင်လေးပေါ်တတ်တဲ့အတွက်တော့သတိထားစင်နေပြီးဘို့လိုအကြောင်းနဲ့ဖြစ်ရှင်တဲ့အရာတွေကိုကြိုတင်ပြောဆိုဖို့မလိုလိုအကြောင်းဆရာကထားလောင်းပြောကြလိုက်ပြပါခင်ဗျာ။အလဲအသာသမီးမိတ်ဆွေများ အိမ်ထွေးရေးကိစ္စလေးတွေလူမျိုးရေးကိစ္စလေးတွေမှာတတိပြပြုစင်ခြင်းကလိုအပ်ပါတယ်အမွေကိစ္စလေးတွေနဲ့ပတ်သက်လာတဲ့အခါမှာပဲဖြစ်ဖြစ်မိသားစုတဦးနဲ့လူတစ်ယောက်နဲ့တစ်ယောက်ပြဿနာအတိုက်ခိုက်လေးတွေဖြစ်နေတာမျိုးမိသားစုအိမ်ထွေးရေးကိစ္စတွေမှာစိတ်ညစ်စရာလေးတွေကြုံရတာမျိုးမိမိအားမိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေစိတ်တော့ကပြတာမျိုးတွေအလောင်းကစားဖာဖို့အဖက်အဆရှိတဲ့အရာလေးတွေရစပိနဲ့ဖာငါလုပ်နေတတိပြစင်ခြင်းပြရလိုအပ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြစီမိသားစုကိစ္စအိမ်ထွေးရေးကိစ္စတွေမှာတပါးသူကကြောင်စိတ်ညစ်နေရတာမျိုးမိမိမိသားစုဝင်နဲ့ပတ်သက်မိမိကိုနားလည်မှုလွဲနေတာမျိုးတွေကြောင်အတွေးခေါ် များနေတာမျိုးကိုယ်ကဖြစ်နိုင်ရင်ဝင်မပါပါနဲ့ပြီးနိုင်ရင်ပြီးလိုက်ပါမပြီးနိုင်ရင်စိတ်စိတ်နေလိုက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျာပါဝင်ခြင်းမှာမိမိကိုတပုတ်လေးလွန်ပြောခံရတာမျိုးခေါလာဟာလာပြောခံရတာမျိုးလုံငန်းနဲ့ပတ်သက်လို့လုံနဲ့ပတ်သက်လာလို့ချင်းမိတ်ဆွေပေါင်းတဲ့အရင်းတွေကကိုယ့်ကိုမဟုတ်တန်းတရားဆွဆွယူဆွာဆွတ်လာမျိုးတွေကြောင်းအပုတ်တရင်လေးတွေပြဿနာကိစ္စတွေကြုံလာတဲ့အခါမှာမရှင်းပါနဲ့ရှင်းရင်ရှင်းလေးချုပ်နေဖြစ်ရတဲ့အတွက်ကြောင့်မလို့စိတ်စိတ်သာနေလိုက်တာဟာအကောင်းဆုံးအဖြစ်ဖြစ်ပါလိမ့်မယ်ခင်ဗျာပညာရေး ခင်ဗျားကြီးနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးတနင်္လာသားသမီးတွေငကူကတည်းကပုံမှုကြိုးစားပါမချမ်းပါနဲ့မလောပါနဲ့စောင်းမွေးရှိတဲ့ခါပဲဖြစ်ဖြစ်ပညာကြီးနဲ့ပတ်သက်ရှိတိုးလို့ဆောင်တဲ့ခါမှာပဲဖြစ်ဖြစ်မချမ်းပါနဲ့မလောပါနဲ့တစ်ခါတစ်လဲလဲထက်ခါတစ်လဲလဲပြန်စီရင်အတွက်တော့ဒီဘက်ကျောင်းထက်လောင်းပြောကြလိုက်ပါရစေပညာကြီးထက်ကိုရစီရင်အတွက်တော့သုရတတိကာတာရွတ်ပေါ့ကောင်းပြီဒါအပြင်မိတ်ဆွေတို့အနေနဲ့ လုပ်ငန်းရာထူးနဲ့ပတ်သက်လို့ရာထူးတိုးတက်တယ်ရာထူးပြောင်းလာတာမျိုးရာထူးဆွေးရတာမျိုးရာထူးလုပ်ငန်းကိုင်းငန်းနဲ့ပတ်သက်တိုးတက်တာမျိုးတွေကြုံရတက်တော့ကြောင်းမိတ်ဆွေတို့နေနဲ့ချီတိုးဆောင်ရလှုပ်ဆောင်ရာထူးတိုးတာမျိုးရာထူးတက်တာမျိုးတွေကြုံရတက်ပါတယ်ဒါအပြင်လက်စစ်မိတီတွေလက်စစ်ပစ္စည်းတွေဖနှက်စုပ်တွေထိစုပ်တွေရှိရင်ပြက်နေတာမျိုးဖနှက်စုပ်ထိစုပ်အိုးစုပ်တွေအိုးပေါက်တွေရှိလို့ရှိရင်မိတ်ဆွေတို့ရဲ့ပိတ်နေတော့လက်တွေဖြစ်ပါလိမ့်မယ်စွန့်လိုက်ပါလက်လာပါပြန်လဲပွင့်ဆက်တွေကိုပြုမှုဆောင်ရတဲ့အခါမျိုးတွေကြရင်28ရက်နဲ့29ရက်နေ့တွေမှာအားပြုလှုပ်ဆောင်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ခင်ဗျအဆက်ဆက်ရရအစီအပြေတိုးတက်ဇေယံအတွက်မိတ်ဆွေတို့အနေနဲ့ အကျိုးပေးသောအရာဟာအဝါရောင်၊ရွှေဝါရောင်အပန်းရောင်ဖြစ်ပါတယ်ခင်ဗျာအကျိုးပေးအားသာစီသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့နှစ်ကဏ္ဍချစ်ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးအားသာစေပါတယ်အကျိုးပေးသောရက်ဟာမြောက်ဆူဆူရက်ဖြစ်ပါတယ်ခင်ဗျာဒါအပြင်ဆက်ဆက်ရရဘာကိုဖြစ်ဖြစ်တတိထားမှာတော့30ရက်တရက်ကိုတတိထားပါဒါအပြင်25 9ရက်နှစ်တရက်ကိုတော့တတိထားစီရင်ပေးရလို့ဆက်ဆက်ရရအောင်မြင်စီပြီးတိုးတက်စေရမိတ်ဆွေတို့ရဲ့ရောင်းကုန်ပြီးဝယ်ကုန်ပြီးအယောင်းတွက်အယောင်းဖတ်စီဖို့အတွက်ဆိုမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းကိုရက်တောင်လေးတစ်ချောင်းနဲ့ထိပုံရိုက်တွေ့ပြီးတော့ရောင်းလိုက်ရင်အယောင်းတွက်အယောင်းဖတ်သွားပါလိမ့်မယ် မိမိတို့ရဲ့အရေးကြီးဆုံးကိစ္စလုပ်ငန်းဆောင်တာကိစ္စတွေကိုအောင်မြင်စေရန်အတွက်အကြံစီတွေအောင်မြင်တိုးတက်စေရန်အတွက်ဆိုလို့ရှိရင်တော့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေမသွားမိမှာမိမိအရင်မျက်စွာဖရားဖရားမှလူပြီးလိုရာဖို့ပြုမှုဆောင်ရင်အောင်မြင်တိုးတက်မှုတွေကျင်းတည်ရရှိမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအစီအမံရပါစေ အဲဆရာတို့ခုနလပိုင်းဇူလိုင်လမှာပြန်တွေ့ပါမယ်။ဆရာငနာပြည်တွေမေးခြင်းခုန်ကိုတုံညာနေကိုတုံညာလေးတစ်လျှောက်7902410416 WhatsApp မှာဖြစ်စီ Telegram မှာဖြစ်စီဆက်သွယ်မြန်မာနိုင်ငံရောက်နေဆရာ TikTok Messenger မှာဧည့်သည်လက်မှတ်ကြောင်းပြောရင်းနဲ့မိတ်ဆွေတနေ့တော့ဟိုတယ်ဇယ်တောက်တိုင်းကစားနိုင်ကြပါစေလို့ဆရာကပြောရင်းနောက်လမှာပြန်တွေ့ပါမယ်။